။နောက်ပြောပြီးတော့တည်င်းကဟိုတည်င်းရဲ့ချက်လက်ကအဒီကုစုံဘုန်းကြီးဆိုတာကတော့ line ပေါ်မှာနှစ်ဖက်ကိုသူမြတ်မြတ်တာတော့သူကပြောရေးတယ်။နော်။တကယ်တမ်းကကုစုံဘုန်းကြီးကဘောမှတက်မတော်ချင်းမြတ်လို့သူတက်မတော်မိသားစုပေါ်မှာသူထားတဲ့စိတ်ကခင်ဗျာအနီအားပေးထောက်ခံသူလည်းတည်တယ်။ PDF အားပေးထောက်ခံသူတွေလည်းတည်တယ်။တပုံအကြမ်းဖက်လက်နဲ့ကိုင်တောင်းကျမ်းသူတပုံတွေလည်းတည်တယ်။နော်ကျွန်တော်ကြောင့်အကြမ်းဖက်လက်နဲ့ကိုင်တောင်းကျမ်းသူတပုံတွေတည်သွားတာလေအများကြီးပဲ။နော်ကျွန်တော်တို့တရင်ပေးလို့ နော်တပုံတရင်ပေးလို့ဆိုပြီးတော့နှောင်းထိုးမှမြေစင်းရအကူကြီးတွေတေသွားတယ်ခြံတဲ့လူတွေကတော့တေတဲ့လူပဲပြောလို့ရတာလေဟိုခြံခဲ့တဲ့လူတွေဆက်ပြောလို့မရသေးဘူးလေနော်အဲ့တော့တရင်ရဲ့ချက်လက်ကဟိုရတော့ဥပမာတစ်ခုပေါ့ဗျာကျွန်တော်ကအဘကကြုတ်ကြီးကနေစပြီးတော့မှ အောက်ခြေစစ်တီစစ်သားအထိရဲတပ်ဖွဲ့ဝင်နေအထိပြည်သူစစ်အဖွဲ့တွေအထိပြီးလို့ချင်းကျွန်တော်တို့ဝင်ကြီးဌာနလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအားလုံး အစစ်စစ်ရှိတယ်အဲ့ဒါတွေအားလုံးပြောနေရတာကဒါရအမှန်တရားတွေအဲ့လိုပြောမှလဲနော်အမှန်တရားကိုခေါ်ထုတ်နိုင်မှလဲအဲကျွန်တော်တို့ကဩဒီအကိုကနော်တက်မလို့ကမှဆိုရင်လဲတက်မလို့ကမကိုကမဖြစ်တဲ့လူကိုပြောပေးတယ်ဝင်ကြီးဌာနအဆင့်ကိုလည်းပြောပေးတယ်ပြည်သူဘက်ကမကောင်းတာကိုလည်းပြည်သူကိုပြောတယ်အကြက်ဘက်လက်နဲ့ကင်တောင်းကျမ်းသူတပုံကနေပြီးတော့မှအဲ့ရတဲ့တဲ့တွေကိုလည်းတက်မတော်ပြန်ပေးတယ်အဲ့တော့အဓိကက ကျွန်တော်တို့နိုင်ငံမငြိမ်မသက်ဖြစ်နေတာကဒီအကြမ်းဖက်နဲ့ကင်တောင်းကျသူတပုံရဲ့နော်ဒီ PDF ရဲ့လက်သုံးချောင်းတောင်းနဲ့အနီအားပေးအုပ်စုနဲ့ကျွန်တော်တို့ကထိတ်တိုက်ဖြစ်တာပေါ့အဓိက PDF ပါလို့ဖြစ်တာလေဒီအမှန်တရားကိုမမြင်နိုင်မဲနဲ့လူတူတယောက်တိုက်ခိုက်တယ်ခင်ဗျားတို့ကျွန်တော်ပြောပြီးပြီခင်ဗျားတို့ဘာမှကျွန်တော်ဝေဖန်စရာလည်းမလိုခင်ဗျားတို့လည်းကျွန်တော်တည်လည်းမသိဘူးဝေလည်းမဝေဖန်ဘူးခရားဖူးတာချင်းအတူတူကကုသိုလ်ရဖို့ဖူးတာပဲခဏတော့ခဏကြိုက်တဲ့မဟုတ်ကနေတက်ဟုတ်လားနော်ခင်ဗျားတို့အဲ့လိုကြောက်နေမဟုတ်ခင်ဗျားတို့ကပြီးရင် လိုင်းပေါ်မှာစကားတွေကိုခုပြောဒီပြောဒီဒီအတူတူသွားလို့မလားဆိုတော့လေတရားမှမလာဘူး။ဟိုရန်တိုင်းအောင်နားရမကားမှာဆိုရင်လူရောက်60တပိတ်တဲသေသွားတာဒုံနဲ့အပေါ်ကနေပြစ်ကျဲပလိုက်တာ။နော်ခမားတို့မိသားစုမပါတော့ခမားတို့အခုလိုဘောမှလိုကောင်းတာပေါ့။ကျုပ်တို့အတိုင်းမီနိုင်ငံနဲ့တက်မတော်ကိုချစ်တာလေ။ဂယုနာစိတ်နဲ့တချို့ယာတွေမှာဆဲခဲ့တာရှိတယ်။မဆဲဘူးမဟုတ်ဘူး။လူကြီးတွေကိုဆဲတာမဟုတ်ဘူး။နော်နာမည်တပိတ်တခုမှမဆဲဘူး။နော်ခမားတို့ကတောင်းတာခမားတို့အခုအရက်တောင်းနေလေခမားတို့တင်းနေကျွန်တော်ပုံနေ။ ။ဟောတယ်လီဂရမ်မှာကျွန်တော်တွေ့တယ်။ကျွန်တော်သူများလာပို့တယ်ခင်ဗျားတို့ကျွန်တော်အိုင်ဖုန်းလည်းမရအောင်ဘူး။နော်။ရင်လည်းမကုန်ဘူး၊ဟိလည်းမတက်ဘူး။ဒီလိုလုပ်တယ်ဆိုတာအသက်တင်နေပြီးတော့တီးပြီးတော့အလုံးစွန့်ပြီးလုပ်နေတာ။အဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းအဲ့စကားတွေမပြောဘူး။အခုတော့တက်မတော်ကဒီသူကလည်းတိလာတယ်။ဒါဖားကန့်လို့ပါလို့ဆိုရဲနေရာတွေကိုဒီနေရာတွေအဲ့လိုသွားလို့ရတယ်ဆိုတော့တက်မတော်အင်အားများတယ်နော်သွားတာ။အင်အားများတယ်။နော်အဲလုံးကြီးတောက်ဝိုင်းလိုပါဘူးဆိုပြေးတော့တာအဲ့မှာじゃတက်မတော်အင်အားများတယ်ဒါပေမဲ့တက်မတော်ရဲ့စီမပေါက်သွားဘူးနော်စီမပေါက်သွားတဲ့အတွက်ဗာဖြစ်တယ်အခုတက်မတော်က အဲ့ဒီယောနီကျုံးရဲ့အကုန်လုံးဘာသာအအနေထားကိုတက်မတော်ကလုံးဝစီးထားတာခုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အာကြီးရဲ့အမာခံတင်ပေးတွေလက်ဆက်ဖြောက်ခံနေရကြောင်းအာကြီးကိုတိုင်ပြောပြလာတဲ့ရုပ်တံနဲ့အတူတော်လန်ရေးကာလလေးနှစ်တာအတွင်းပကဖာရဲဘော်တထောင်ကျော်ကြာဆုံးခဲ့ကြောင်းဒေါက်တာဒူးခေါင်ပြောလာတဲ့ထူးခြားသတင်းမှာတင်ဆက်ပေးခြင်းပါတယ်။ အကျန်းဖတ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၄နှစ်ကျော်ကာလမှာတိုက်ပွဲတွေအတွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာရဲဘော်တထောင်ကျော်ကြာဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတယန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာတူးခေါင်ကဒီနေ့မှလူမှုကွန်ရက်ကနေအတည်ပြုထားပါတယ်။ PDF စီယုံအစီရင်ခံစာအရ2024ခုနှစ်တနှစ်အတွင်းပကဖရဲဘော်200ကြော်ကြဆုံးခဲ့ပြီး၄နှစ်တာကာလအတွင်းမှာတထောင်ကျော်ပြီလို့ဒေါက်တာတူးခေါင်ကဆိုပါတယ်။အွန်လိုင်းပုံမှာတော့ပဖရီဆိုးတဲ့အကြောင်းပတ်သုံးလုံးတွေရဲ့မကောင်းတဲ့တင်မဲများသောအဖြစ်တွေ့ရပါလိမ့်မယ်။ မြေပြင်မှာအသက်ပေးလူနေကြတဲ့သူတို့ဘဝတွေလွယ်ကူမနေဘူး PDF ရဲဘော်များကတော့ကြာဆုံးများဆုံးပေါ်လို့ဒေါက်တာတူးခေါင်က ဆိုပါတယ်နေ့စဉ်လေရင်နဲ့ဘုံအနေအကြားမှာအသက်ကိုဖတ်နေထုတ်ပြီးသွာလာလှူရှားနေရတာဖြစ်တဲ့အတွက်မချေမငန်ဆက်ဆံနေရတဲ့အနေအထားမျိုးလည်းရှိကောင်းရှိနိုင်တယ်လို့တော်လန်ရေးရံပုံငွေလိုအပ်ချက်ပြည့်မီဖို့အပူတပြင်းလုံနေရတဲ့အချိန်လည်းရှိတာကြောင့်အားလုံးနားလည်ခွင့်လွှတ်ပေးမယ်လို့မျှော်လင့်ကြောင်းဒေါက်တာတူးခေါင်က ပကဖရဲဘော်တွေနဲ့ပတ်သက်ပြီးပြောဆိုထားပါတယ် ေဆောင်အစိုးရယာယီသမရနော်တရားဝင်အစိုးရမဟုတ်သေးဘူးခမရတို့ဘောဆုံးမပြောတိုင်းပြည်ကိုပြုပြင်ပြောင်းလဲမယ်မကြံမဲနဲ့ငါတို့ရဲ့အဖအပါလို့ငါတို့ကောင်းပါတယ်လို့ဝန်ထမ်းတွေခမရတို့ကမကန်မမကန်စားဘူးလားနော်ပြည်သူကြားနဲ့ဝန်ထမ်းကြားမှာနော်ပြည်သူနဲ့ဝန်ထမ်းကြားမှာဘယ်ဟာအားနဲ့ချက်ရှိလဲဘယ်ဟာအားသာချက်ရှိလဲနော်ဒါကိုတမတမကြားကြားနဲ့ရဲရဲတင်းတင်းနဲ့ပြောရဲဆိုရဲနဲ့ခမရတို့ဘယ်နှခါပြောလဲနော်ဘယ်နှခါပြောလဲနော်မပြောဘူး အခုဘာကာယုတ်ကြီးကောင်းပါလေဘာကာယုတ်ကြီးကောင်းပါဘာကာယုတ်ကြီးလည်းတုတ်တခါမှမဆဲဘူးခမားတို့ပဲဖျက်ညက်ကတ်တွေလိုက်လို့နေတာနော်အနာရှိဆဲလို့ကျွန်တော်နာမည်တက်ပြီးဆဲဘူးတဲ့လူရှိရင်ပြောတတ်မှာနော်အနာရှိဆက်လို့ပဲကျွန်တော်ကပြောတာဘာလို့လဲဆိုတော့ခမားတို့မြင်ကြည့်လေရခိုင်နမကထဲမှာတင်မော်ကြီးတစ်စီးလုံးကိုလူအယောက်900ကျော်ဘုံကျဲပြီးတော့အသေးခံလိုက်ရတာရမကအရှင်းမြောက်တိုင်းစစ်တမ်းတန်းတို့လာချိုးမှာတမ်းမတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေ နော်အချက်သားပြည်သူတွေအိုးမဲ့အိမ်မဲ့နဲ့ဖြစ်သွားပြီးတော့မှတိုင်းပြည်ဒီလိုကစင့်ကလေးအဖြစ်သွားတာအာပြောရင်ပြောလိုက်တာတော့ပြောရမှာပေါ့ဒီလိုတိုင်းပြည်ဒီလိုဖြစ်နေပါလေဆိုရင်ကမြက်ပြူဆိုင်တွေဆရာကြိုက်တွေဆိုတော့ဝင်နှန်းစုပ်ဝင်နှန်းရုပ်ဝင်နှန်းပဲ့တွေရာလေလောက်ကြတာဟုတ်လားခင်ဗျားတို့အဲ့ဒီအမှန်တရားကိုမမြင်နိုင်ဘဲနဲ့လူတို့တယောက်တိုက်ခိုက်တယ်ခင်ဗျားတို့ကျွန်တော်ပြောပြီးပြီခင်ဗျားတို့ဘာမှကျွန်တော်ဝေဖန်စရာလည်းမလိုခင်ဗျားတို့လည်းကျွန်တော်တီလည်းမသိဘူးဝေလည်းမဝေဖန်ဘူးဖျားဖူးတာချင်းအတူတူက ကုသိုလ်ရဖို့ဖူးတာပဲခဏတော့ခဏကြိုက်တဲ့ဘုတ်ကနေတက်ဟုတ်လားနော်ခဏတော့အဲ့လိုတောင်းတယ်ဘုတ်ခဏတော့ပြီးလိုင်းပေါ်မှာစကားတွေကိုဟိုပြောတီပြောတီပြီးအတူတူသွားလို့မလားဆိုတော့လေတရားမှမလာဘူးဟမ်အတူတူသွားလို့ကြရအောင်နော်အဲ့ဒီမကြိုက်ဘူးဒီလိုတို့လိုမျိုးကမပြတ်သေးသေးနေပါလေကျောင်းကနေတာချက်ဖို့ပဲ။နောက်ကြောင်လည်းကျွန်တော်တို့ပဲကတည်းကတိတ်တုန်နေတယ်။ဘာလို့လဲ။ရှင်တန်းရောက်တက်မလို့သားတွေကို။ဟမ်။ဘသူမှရှင်တန်းရောက်စစ်သားတွေကလည်းအလိုမကန်ဘူး။ ါပေမဲ့ကိုယ့်ရဲ့အသိစိတ်နဲ့ကိုယ့်အသွေးသားတွေကလည်းကိုယ့်တမတော်သားလေးတွေကိုလူကျင်တဲ့စိတ်နဲ့တော်လူမလားဆိုတော့လေခင်ဗျားတို့တရားအောင်မှမထွက်လာဘူး။ပြီးရင်လည်းခင်ဗျားတို့တက်မတော်ချစ်တဲ့နိုင်ငံရေးနဲ့ငါတို့ကဘလို့သွားအာသွားတာပေါ့ခင်ဗျာ။ဒီခင်ဗျားလက်ပံလာလို့တပိတ်ချင်းတို့ဆင်ကူးလို့မပြောနဲ့မင်းကုန်းစီဒီပထိုးကြီးဒီသွားလူခဲ့တာ။ဘာလာတိုင်းအဲ့ဒါအခုကိုရွှေမျိုးဝင်းကိုတော့ကျွန်တော်ကျေးဇူးတင်တယ်။ကိုကလည်းပြောတယ်ကျွန်တော်မှလည်းဒီလိုပြန်ပြောမှရမှဖြစ်တဲ့အတွက်ပြောရတာဖြစ်တယ်။နော်။ဟိုပြောချင်တာကလေ ်သူတို့ကကျွန်တော်ကိုကြီးပဲစပြီးတိုက်ခိုက်လာတာအခုတို့အဖွဲနဲ့ဂရုနဲ့တိုက်ခိုက်တာဂရုနဲ့တိုက်ခိုက်တာတယ်လီဂရမ်မှာရောပဲနော်အကောင်လုံးဝိုင်းပြီးကျွန်တော်ကိုတစ်ချိန်နဲ့တုံ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 ဆော်တာဒီလူတွေဘလို့လူတွေလဲကျွန်တော်မသိဘူးပေါ့နော်နော်အဲ့တော့ခင်ဗျားအဲ့ဒါကြီးမပြောနဲ့ကျောက်ကစကိုင်းဆိုတဲ့နေရာမင်းကစီဒီပထိုးတော်ကြီးထိသွားရောက်လူတန်းခဲ့လူတန်းခဲ့တယ်ကိုယ်နိုင်ငံဒီလိုဖြစ်တဲ့အချိန်မှာဩမလီနေလောက်ပြီဆိုတော့နော်ဟိုမှာတရားဦးလို့ပါလို့ကျွန်တော်မသွားနိုင်လို့ သွားပြီးတော့မှကျွန်တော်ရဲ့ဒီမှာညီငယ်ညီမတွေသူငယ်သူမငယ်တွေသွားပြီးတော့လူပေးခဲ့တယ်။ဥပမာခင်ဗျားတို့ကပြောမှသိရမှာမလို့ပြောတာ။ကိုကြီးတွေးစရာမလိုပါဘူးဗျာ။ဒိုင်းမမတင်ပြီးပြီဆိုရင်ဒါလူတိုင်းသိတယ်။ဇော်ဘုံရဲ့အကြောင်းဒါပေမဲ့အဲ့လူတွေကိုခေါ်ချင်တာ။ခင်ဗျားတို့အခုကျွန်တော်ကိုတတ်လို့လဲရတယ်။ခင်ဗျားတို့ကခင်ဗျားတို့ကျွန်တော်မဖမ်းဖမ်းအောင်ပြောလို့လဲရတယ်။ခင်ဗျားတို့နဲ့ကျွန်တော်နဲ့တစ်ခါတော့လက်တွဲပြီးတော့မှဟိုအခုတန်ဖိုးတို့ကြောင်မဲလေးတို့တောင်းခမ်းဘက်တို့သွားကြည့်မလား။အခုခင်ဗျားတို့ကျွန်တော်ကိုတိုက်ခိုက်နေတဲ့လူတွေ Telegram မှာလည်းရုပ်ပြရုပ်လည်းမပြအောင်နာမည်တွေတော့ကျွန်တော်ပါဆက်စနာလို့မပြောတော့ဘူး။ နော်မပြောတော့ဘူးနော်တရင်သမားလို့လို့ဘာလို့လို့ကောင်းနေရလဲနော်ကျွန်တော်ပဲရွေရချက်ချင်းချင်းနဲ့တိုက်ခိုက်ခဲ့တာနော်တိုက်ခိုက်ခဲ့တာကိုယ့်အဖြစ်ကိုမမြင်ဘူးနော်ကိုကကိုနေတဲ့နေရာထဲမှာနေပြီးတော့မှနော်ရှင်သေးဘုံခွေးပြင်းအောင်ပြောလို့ပြောလုံးလုံးလုံးနဲ့ကိုကကိုလမ်းပေးရောက်သွားတာအဲ့ဒါနဲ့ဇော်ဘုံရင်မကြည့်တော့ဘောင်းဆုံးဘောင်းဆုံးပြောတာနော်ဇော်ဘုံရင်ကြောင့်လိုက်လေလာတာသူတို့မှမသိလို့သိရင်မလေးသူတို့ပြောမှပြောမှဒါပေမဲ့မဟုတ်ခဲနဲ့ပြောရင်တော့ဟိုတရားတော့ဆွဲခံရမှာပေါ့အခုလိုမျိုးပေါ့ကျွန်တော် MP1 PDF တို့ PDF ထောက်ဖို့လို့ အဲ့ကျွန်တော်နောက်ကလူတွေကိုလည်းစုံကုန်ခွင့်မယ်လို့ပါလို့ဩဩမှတ်တော်ထားရအောင်မယ်ကျွန်တော်ကဒီအချိန်မှာနော်အမှတီလာသူလာကြီးတို့နော်ဟိုအစင်ဆက်ဒီမှာဟိုတာဝန်ထမ်းဆောင်သွားတဲ့ viewer မူကြီးတွေနဲ့လက်တွဲပြီးတော့မှနော်ကိုတက်နိုင်တာကိုလောက်လာခဲ့တာမင်းတို့ပြောစရာမလိုဘူးဒီမှာဒီပြင်ဦးတွေတက်နေမှာဘူချုပ်အစင်အုပ်ချုပ်တာနော်ဘုံမှုချုပ်တော်ဘူချုပ်ဗျာဘူချုပ်အခွင့်နဲ့အုပ်ချုပ်တာနော်အဲ့တော့ကျတော့တရင်တွေကို ။ဟာဘေးရရတဲ့တရင်ညာရတဲ့တရင်နဲ့အေးအဲ့တော့ခင်ဗျားတို့အခု9ကိုရှိတို့9ရှိကိုတို့နော်အဲ့ရတဲ့တရင်နဲ့9ကိုရှိကိုတလုံးကတက်ကြသွားတယ်ဟုတ်လားမကြခင်3ရက်ပြောတယ်ဓမ္မတရားတစ်ကလက်အောက်ခံတက်ပြီးပြန်တိုက်လို့ပြန်ရသွားတာ9ရှိကိုတို့အခု plan 2 6ရှိကြကြသွားတာဇော်ဘုံကြီးဘယ်လိုအောင်ခဲ့လဲအဲ့နေ့တစ်ချက်ကိုဇော်ဘုံကြီးဘယ်လိုအောင်ခဲ့လဲနမကအိုင်စီဒီယိုဘာလို့ထားတာဒီလိုနာဘလို့ဘလို့စားရရရှိမရှိတော့ဘူးတိုင်းထဲမှာဘလို့ဖြစ်နေပြီ ကိုတက်မလို့သားကြီးစေးဝါနဲ့ဘလို့ဘလို့ဘလို့အောက်ကနေပို့တာနော်အပေါ်ကနေပို့တာမဟုတ်ဘူးဖြစ်ပြီးမှအော်ပေးလိုက်တာသိလားနော်အဲ့တရင်နေသိလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်အပေါ်မှာမျက်နှာတတာနဲ့တမသမက်ကြကြနဲ့ပြောလို့နော် ပြောလို့အော်တာခင်ဗျားတို့မိသားစုမှမပါတာအဲ့တင်းပေါ်မှာတင်းပေါ်ယူဂျုံမိုးကြီးကျဲခံရတာကလေးတွေရောလူရောက်900တေးတာဟမ်ဟိုရတိုင်းအောင်နားရမကားမှာဆိုရင်လူရောက်60တပိတ်တဲသေသွားတာဒုံနဲ့အပေါ်ကနေပြစ်ကျဲပလိုက်တာနော်ခင်ဗျားတို့မိသားစုမပါတော့ခင်ဗျားတို့အခုလိုဘောမလိုကောင်းတာပေါ့ ကျောင်းတို့အတိုင်းပြည်နိုင်ငံနဲ့တက်မလို့ဖြစ်တာလေဂယုနာစိတ်နဲ့တချို့နေရာမှာဆဲခဲ့တာရှိတယ်မဆဲဘူးမဟုတ်ဘူးလူကြီးတွေကိုဆဲတာမဟုတ်ဘူးနော်နာမည်တပိတကူမှမဆဲဘူးနော်ခဏတော့တော့ကျွန်တော်အခုအရက်တောင်းနေတယ်ကျွန်တော်တင်တယ်ကျွန်တော်ပုံနေဟောတယ်ဒီကံမှာကျွန်တော်တွေ့တယ်နော်သူများလာပို့ကျွန်တော်တို့ကျွန်တော်အာရုံလည်းမရဘူးနော်ရှင်လည်းမကုန်ဟိလည်းမတက်ဘူးဒီလုံးလောက်တယ်ဆိုတာအသက်တိမ်တယ်ဆိုတာတီးပြီးတော့အလုံးစုံပြီးလုပ်နေတာနော်အဖန်ခံရဖို့လောက်ကတော့ထဲကမတော့တာရှင်းပြီလားနော်အခုဟိုနေ့က ចောင်းလေးသင်္ကြန်ចောင်းလေးရောက်သွားရင်ကလေးမိဘနဲ့ကလေးစစ်ဆောင်ကလေး၄00ချီတယ်ចောင်းကိစ္စချက်ချင်းအကောင့်တွေပေါ်ပေးလိုက်တယ်အကောင့်တွေပေါ်ပြီးတော့ခုခုလိတ်လာယွာမှာအဲအခံပါတယ်တဲ့မနေ့ပြန်တဲ့တပတ်ကလာမတည်ဘူးဒီနေ့ပုံတခုသာသာပရိတောက်ကြကလေးတွေចောင်းအဲရတော့မယ်ចောင်းတက်ရတော့မယ်ကဲအထက်တန်းចောင်းဟုတ်နော်လက်ခံပါတယ်သူရဲ့စင်းစရားနဲ့နောက်သူရဲ့အိမ်အောင်သူစရားဘာလို့ရှိမှာပေါ့ဒါတော့ចောင်းဟိုဟာရောရှိနေမယ်ဘာကចောင်းကိုကြတော့နားစစ်ပေးမယ် ဒီ toilet တွေရေချိုးတာတွေအဲចောင်းသူတွေနေတဲ့နေရာတွေចောင်းသားတွေနေတဲ့နေရာတွေနောက်တော့မိဖို့စဖို့ចောင်းနေဘလို့ချက်တယ်ဘလို့ပြုတ်တယ်เนาะကျွန်တော်တို့ဟိုနေရာမှာသွားလူလိုက်တယ်အခုဒီနေ့အចောင်းပြန်လာတယ်ကိုစောဘုံဟိတ်အဲ့ဒါလည်းပြောရင်ကိုယ်သေးရပြောအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုပြောချင်တာမဟုတ်ဘူးကျွန်တော်ကပြောတာစကားကိုတွဲဝိုင်းမပြောတတ်တော့ဒီလိုပြောပြောမိတာအဲ့ဒီចောင်းလေးကိုသွားလူချင်လေရတယ်တင်ကုံចောင်းလေးเนาะတင်ကုံចောင်းဆိုတာရှိတယ်ပြင်ဖို့လိုရနေသွားရင်တော့ຫນ ਾਈ ဘောတော့မောင်းရမယ်ចောင်းသူចောင်းသားလေးတွေဒုက္ခရောက်နေတယ်အခက်အခဲရှိတယ်စာအုပ်ဘောပင်ပေးတယ်ခဲတယ် နော်ចောင်းစိန်အဝိစားဆရာတော်ဘုရားလည်းတပားလည်းဆိုတော့ခင်ဗျားတို့ဒီလောက်တွေလောက်ကြပါလားဗျာဝိုင်းဝင်းပြီးတော့ပူပေါင်းပြီးတော့ကိုတော်ဘုန်းကြီးကျွန်မတို့ကျွန်တော်တို့ကိုတော်ဘုန်းကြီးဘယ်မှာရှိနေဘယ်လိုဘယ်လိုဘယ်လိုဆိုတော့ကျွန်တော်လည်းသိတော့အဲ့လိုမျိုးတွေလုပ်ရင်မကောင်းဘူးလားဗျာကိုတိုင်းမိကိုနိုင်ငံအတွက်အနာဂတ်အတွက်ကလေးတွေနော်အခုသွားလုပ်ပေးလိုက်တော့အဆင်ပြေတယ်နော်ဘုန်းကြီးကတော့2015ခုနှစ်လောက်ထဲကဒီចောင်းကိုသူလုပ်ခဲ့တာလို့ပြောလို့နော်ကိုလည်းတက်နိုင်တဲ့ဘက်ကနေဖေးမှပြီးတော့ပါဝင်ပြီးတော့ကုညီပေးမယ်နော်အဲ့တော့ကျွန်တော်ခင်ဗျားတို့ကအဲ့လိုအလုပ်တွေမလုပ်ဘဲနဲ့ line ပေါ်မှာ လူတူတူယောက်ကိုတိုက်ခိုက်လို့ခင်ဗျားတို့ကျွန်တော်ထောင်ကြသွားရင်ခင်ဗျားတို့ဘာဖြစ်မှာလဲဟမ်ကျွန်တော်ထောင်ကြသွားရင်ခင်ဗျားတို့ခုကျွန်တော်တိုက်ခိုက်နေတဲ့လူတွေခင်ဗျားတို့ဘာရမှာလဲဟမ်ဘာရမှာလဲလို့ကျွန်တော်မေးကြည့်တာနော်ဘာရမှာလဲခင်ဗျားတို့ကျွန်တော်ခုတိုက်ခိုက်တယ်တိုက်ခိုက်ခင်ဗျားတို့ကျွန်တော်တရားဆွဲတယ်ကျွန်တော်ထောင်ကြသွားရင်ခင်ဗျားတို့ဘာရမှာလဲခင်ဗျားတို့ရအောင်တော်မရှိတာနော်အဲဒါကြောင့်ခင်ဗျားတို့ဟိုဘက်တစ်ဖက်ကညီတယ်ဟိုဘက်တစ်ဖက်ကတရောင်းသားအစား အဲ့ဒီအရေးခင်စားပြတွေကဒုပြည်သူရဲ့ညီရလာရဲ့ညီရဲတောင်သားလေးတွေကသာခွက်ကောက်ပြီးဟိုဝါလကုတ်တီးရဲအဲ့ဒါပြီးကျွန်တော်ကျွန်တော်ဟောခင်းမြတ်ကတ်တော့ဝုံးမယ်နော်ဝါလကုတ်တီးတဲ့ကောင်ကလည်းခြီချိုးကလည်းအမှဒုပြည်သူရဲ့ညီရလာရဲ့ညီရဲညီရဲဟာအကုန်လုံးကညီတာဒီဘက်ကလူတွေကမနာလို့မချူစိတ်ဒါလားခင်ဗျားတို့ဒါကြောင့်မလို့မအောင်မြင်လားနော်လူတွေအများကြီးလူများပြီးချီးများတာပဲရှိတယ်နော်ဘာမှတိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်လည်းထိတိယောက်ယောက်အထိုးမပြုတ်နိုင်ဘူးနော် လူများပြီးချီးများတာခင်ဗျားတို့ကမှပြီးအယိုးများနဲ့ချီးကားနဲ့လှုပ်တာဟိုကခင်ဗျားအင်အုံနဲ့အင်းနဲ့တုတ်တာနော်ပီရီယတ်ပါဝါလဲကလေးတွေကမစင်းစမ်းမစင်ကျင်ဘူးတို့ပြည်သူတွေညီရလားညီရယ်ညီရယ်ဆိုပြောအုံနဲ့အင်းနဲ့နော်ဝိုင်းပြီးလှုပ်တာနော်ဝိုင်းပြီးလှုပ်တော့အခုမကြားဘူးတဲ့အရာတွေအောင်ကြားသွားရတာပီရီယတ်ပါလို့အကုန်လုံးဒီတိုင်းသားလဲနဲ့ကင်ကောင်းချမ်းသူတဘုံကတိုက်တာနော်ခင်ဗျားတို့စိမ့်ပိတွေလုံးဝလုံးဝဘုံမအစ်စ်တွေတိုင်းပြည်တော်တဲ့ဖြည်းဖြည်းအောင်မလှုပ်တော့ရင်းနဲ့နော်တရားနဲ့တရားမနာတော့နေတာ နော်မနာလိုပြီးတော့ခင်ဗျားတို့ဖြစ်ပြနေရအောင်ကျွန်တော်ကြည့်ပြီးတော့လေငါတို့ဒီဘက်ကခင်တော်မပေါက်ရောက်တာဒါတော့မလို့ပါလားလို့ခင်ဗျားတို့လောက်နိုင်ခင်ဗျားတို့နောက်ကကျွန်တော်လိုက်ပါမယ်နော်လိုက်ပါမယ်ဘယ်လောက်လောက်နိုင်လဲကျွန်တော်ကြည့်ချင်လို့ပါနော်လောက်နိုင်လဲကြည့်ချင်လို့ပါဘယ်အထိသွားနိုင်လဲကြည့်ချင်လို့ပါနော်ခင်ဗျားတို့ကိုကားကိုစီတဲ့ပြီးတော့မှဟမ်တကယ်အနေကြီးအနေကြီးမသွားမင်းနဲ့ဘလို့ပြပြီးကျွန်တော်တိုက်ခိုက်နေရတော့ဗျာအွန်လိုင်းချင်းလိုက်ဝိုင်းပြီးတော့အွန်လိုင်းကြိုက်တာနော် အောင်လိုက်ကြတာအဲ့လူတွေကဘယ်လိုလဲဆိုသွားကြည့်တိုင်းတက်မတော်ဘက်ကလူတွေနော်တက်မတော်ဘက်ကလူတွေအမှန်တရားကိုလည်းမချကြရတဲ့လူတွေနော်အဲ့တော့ကျွန်တော်တို့ခုဒီဖာကန်ကတော့ဖာကန်ကလည်းပြတ်တော့မှလေးတဲ့တက်တယ်ကျွန်တော်တို့လည်းပြောရတယ်ဒါပေမဲ့ဒါကကျွန်တော်တို့မြမတက်မတော်ရဲ့အောင်မြင်မှုရတဲ့တခုတော့ပေါ့နော်ဒါဖြစ်လာပြီပေါ့နော်အဲတိုက်ပွဲတွေတော့ကောအဲလူရင်အားလည်းနဲ့အလုံးကြီးနဲ့ပေါ့နော်တောက်ချောက်ဟိုဒီတိုင်းပြည်ရဲ့ဟိုပေါ့နော် အားကိုးရဆုံးနဲ့တိုင်းပြည်တော်အားထားရဆုံးကဘယ်သူလဲဆိုတာကိုပြည်သူလူထုတွေသိလာတဲ့အချိန်မှာအဲကျွန်တော်တို့ line ပေါ်အော်ရာကျတော့နှက်ပါတယ်ပြည်သူလူထုတွေပူပေါင်းလာတယ်ပူပေါင်းလာတဲ့အတွက်ကျွန်တော်တို့စကိုင်းမုံရလမ်းဆိုရင်ကျွန်တော်ပြောပြမယ်စကိုင်းမုံရလမ်းအနောက်ဘက်တိုင်းစစ်တပ်နဲ့ကျိုးတိုင်းပြည်ရှိရလမ်းမှာနော်ဒီတပ်မတော်ပဲထောက်ခံအားပေးတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အဲလူတွေသွားနေတယ်သွားလို့ရနေတယ်နော်အရင်တော့ကတော့မဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့ပေါ့နော်အာကျွန်တော်ကဒါနံပါတ်တက်ပြောရင်မကောင်းလို့ ဖြောပြင်းဖို့လို့ဘာလို့ညာတော့သွားလမ်းပေါ်မှာဒါ PDF မှာမရှိဘူးတက်မတော်ကတကယ်လုပ်ပြီဆိုရင်မရှိဘူးเนาะတက်မတော်ကလည်း तू ကသူ့အနေနဲ့စဉ်းစားရတဲ့လုပ်ရတခုတော့ရှိမှာပေါ့ဗျာအဲ့ဒါကိုမပြောတော့တော့ပါဘူးဗျာเนาะအဲ့ဒါကြီးပြောလိုက်ရင်တော့ဒီဟိုလိုမျိုးမကောင်းလို့ဒီကျွန်တော်တို့ဗမာ PDF ကဒီလမ်းပေါ်မှာမညာမယုံရင်တက်မတော်အဲ့အနီတောင်းပေါ်ပဲတက်ထားကြည့်လိုက် PDF ချီးတော်တော်ကမတွေ့ရဘူးเนาะချီးတော်တော်ကမတွေ့ရဘူးဒါပေမဲ့စင်နီးပြူဝါရရနဲ့ အတက်ချင်းတက်တက်မှာကြိတ်မယ်ဆိုတာလေတမျိုးတော့ရှိမှာပေါ့နောက်တစ်ခုကရွာတွေကျွန်တော်တို့အခုပြောပြောတယ်အခုဘာကံဆိုပူပေါင်းမှာနော်ပြည်သူကတရင်ပေးပါပူပေါင်းလိုက်အောင်မြင်မှုတွေရလာမယ်ကိုယ့်ရဲ့ကိုယ့်ဒေတာကိုယ့်မျိုးတွေရွာတွေမျိုးတွေနော်ခရိုင်နေတိုင်းတွေအေးချမ်းလာမယ်နော်စီးပွားရေးတွေကောင်းမွန်လာမယ်ပြည်သူလူထုကလည်းအကြောက်တရားနဲ့အရန်ကိုကြောက်တယ်အခုကျွန်တော်ကိုပြောတယ်ကိုယ်စုံဝန်ရုံတော့အားကြရတယ်ဒီလိုပြောတာဆိုတာတွေလောက်တာခိုင်းတာတွေတွားတာလာတာကြီးရဲ့ဒါပေမဲ့အကိုတို့ကျွန်တော်တို့လိုကျွန်တော်တို့လိုလိုက်လုပ်ပါလားလို့အတူတူလို့တော့ ကျွန်တော်မှမိသားစုရှိတယ်တဲ့ဟောဗျာကျွန်တော်မှလည်းမိသားစုရှိပါတယ်ဒီမှာသမီးလေးလောင်ဟိုဘက်မလဲနဲ့ဒီမှာကျွန်တော်သမီးလေးနော်ပါအော်ကျွန်တော်မှလည်းသမီးလေးရောသားလေးရောရှိတယ်ဗျာနော်သမီးရောသားရောရှိတယ်ကျွန်တော်မှလည်းမိသားစုနဲ့ပဲလေဒါပေမဲ့အခြေခံစိတ်ကနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်တစ်ခုနဲ့ဒီလောက်ကိုလောက်တာနော်ကျွန်တော်ပထမဆုံးချစ်တာဒီနိုင်ငံဒီလူမျိုးကိုချစ်တာကျွန်တော်ဒုတိယချစ်တာတက်မတော်ကိုချစ်တာနော်တက်မတော်တက်မတော်အဖွဲ့အစည်းကိုချစ်တာ နော်နောက်တော့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်ပြည်သူလူထုအားကိုးရတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေကိုကျွန်တော်ကချစ်တာနော်တကယ်ကောင်းတဲ့ဝန်ထမ်းတွေဆိုလက်ရတရပစိုးပဲချော်ပေးရချော်ပေးရနော်ပြည်သူနဲ့ဝန်ထမ်းတွေအားမှာနော်တစ်ပတ်နဲ့တစ်ပတ်မြတ်မြတ်တတ်တတ်ကြည့်ပြီးကူညီနိုင်မဲ့ဝန်ထမ်းတွေဆိုရင်ထိုင်ပါတော့ခဲ့မှာဇော်ဘုန်းကြီးတို့အဲ့လိုမရိုင်းဘူးခင်ဗျားတို့ကအဲ့လိုတခုပြောရတယ်ဝန်ထမ်းတွေကိုကောင်းနေပြီလားကျွန်တော်အများအားမေးတယ်အကျိုးအကျိုးတော့တတ်မှာတော့အကြီးကြီးအကုန်ကောင်းနေပြီလား အကြီးကဲဆိုတာကလည်းအစင်းစင်းရှိတယ်ကျွန်တော်အမြဲတမ်းပြောပြီးပြီနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့တမတော်တရက်ပေါ်ထွက်အောင်ပြည်သူကအားကိုးရတဲ့တမတော်တရက်ဒီခစ်ပြတ်ထဲမှာပေါ်ထွက်အောင်အခြေခံစစ်တီမိသားစုတွေကအားကိုးရတဲ့တို့တက်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 ဒီစီတူဖူးရကံဘူးအရာကံဘူးဟိုဒီလိုလူမျိုးတွေပေါ်ထွက်အောင်လို့ခဏတော့ကျွန်တော်တို့ကပြောတင်ပြောလိုက်တဲ့စကားလေးဆိုရင်ပြောရမှာနော် ဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းအဲ့စကားတွေမပြောဘူးအခုတော့တက်မတော်ကပြည်သူကလည်းသိလာတယ်ဒါဖားကန့်လို့ပါလို့ဆိုတဲ့နေရာတွေကိုဒီနေရာတွေအဲ့လိုသွားလို့ရတယ်ဆိုတော့တက်မတော်အင်အားများတယ်နော်သွားတာအင်အားများတယ်နော်အလုံးကြီးတောက်ဝိုင်းလို့ပါလို့ဆိုပြေးတော့တာအဲ့မှာကျန်တက်မတော်အင်အားများတယ်ဒါပေမဲ့တက်မတော်ရဲ့စီမပေါက်သွားဘူးနော်စီမပေါက်သွားတဲ့အတွက်ဘာဖြစ်လဲအခုတက်မတော်ကအဲ့ဒီယောနီကျုံးဆက်အကုန်လုံးဖားကန့်အဲ့အနေထားကိုတက်မတော်ကလုံးဝစီးထားတာခုနော်အဲ့ဒါနံပါတ်၁ကျအဲ့ဒါဖားကန့် နောက်တစ်ခုကတရင်မကောင်းတာကမိုးကုတ်နော်မိုးကုတ်တရင်မကောင်းတာမိုးကုတ်ဆိုမိုးကုတ်ကြောင့်ပြောပြမယ်တရင်မကောင်းတဲ့အကြောင်းတရားကဒါနဲ့ကျွန်တော်ဒီကဗျာတပုတ်တော့အရင်ဖတ်အောင်မယ်နော်ဒါတောင်ကြီးမောင်အေးချမ်းပေါ့လိုနေပြီတဲ့ကဗျာကောင်းစင်ဟာတစ်ဖက်လူများဝမ်းသာကောင်းအမားမျိုးစုလုံနေပုံကအကြုံစဘူးလွန်စွာယူလွန်စွာယူ၍မထူးဆက်ခင်နာကျင်ခြင်းမှာဖြည့်ရှင်းဖို့ခက် ။ဘဝပြတိသူ့ဘက်ပါသွားကို့လူများကြောင့်လုံမပါရဓာတ်ပြီးတဲ့။မှားလီပြင်ဖို့လိုနေပြီးတဲ့နော်။ဒါတောင်ကြီးမောင်ရေးတဲ့။နော်သူရေးတာလည်းကဗျာ။နောက်တစ်ခုကကိုယ်တိုင်လူကောင်းဖြစ်ရမယ်တဲ့နော်။ကိုယ်တိုင်လူကောင်းဖြစ်ရမယ်တခုခုစု။ဘိုင်းဆဲဆိုပြီးမလို့မောင်းတော့စိတ်ဓာတ်များဖြင့်မိုက်မားလို့နေလောက်ရတွေကိုတေတာပြုပြင်ဖို့လိုသည်တဲ့။ကိုယ်တိုင်စုပ်ပဲ့စီကံပဲ့၍ရွေဆောင်ပေတီပျက်စီးနေလျင်ဝေဖန်ပြောကြသူတပားကို အမားထောက်တာပြင်ရမည်ကြည်မှန်ပေါ်မှာကိုရုပ်လွာကိုတေချာရှုမြင်လှအောင်ပြင်ပြီးအမြင်တင့်မှကျင်းတတ်ကြတို့ကိဝစိတ်ထားနှလုံးသားကို အများသူကလက်ခံလာအောင်တေချာပြုပြင်ဖို့လိုသည်တဲ့ကိုယ်တိုင်လူကောင်းဖြစ်ရမည်တဲ့နော်လူတွေကကိုယ်တိုင်ကကောင်းနေမကောင်းဆိုတော့ဟိုမပြောတော့ဘူးပေါ့နော်လူတွေကမနာလိုမုန်းထားနေတိုက်ခိုက်တယ် အဲတို့ကြခြင်းနဲ့သင်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းနဲ့နော်ခမားတို့ပြောတယ်ကျွန်တော်မနေ့တနေ့မှကျွန်တော်ခွေးတို့ဘဝရောက်လာတယ်လေဘာလို့ကျွန်တော်မနေ့တနေ့မှခွေးတို့ဘဝရောက်လာတဲ့ကောင်ခမားတို့ဝိုင်းတိုက်ခိုက်တာလေနော်ဟုတ်ပြီလားနော်အဲ့တော့